ရှမ်းပြည်နယ်အစိုးရအဖွဲ့ကငွေကြေးသိန်း100လူတန်းခဲ့တာဖြစ်ပါတယ်။နေရပြန်တဲ့ဒုက္ခသည်တွေအတွက်အစည်းအသားရှင်နေလူတန်းနဲ့စံစီခောက်ဆွဲချောင်းနဲ့ငွေကြေးတွေကိုအိမ်အောင်စုလိုက်ပေးလိုက်ပါတယ်။ရှမ်းပြည်နယ်အစိုးရအဖွဲ့ကလူဒန်းနဲ့ငွေကြက်သိန်း100ခွဲတန်းကတော့မရဘူးလို့ဒုက္ခသည်တွေကပြောပါရယ်။အာပစ္စည်းကတော့တော်တော်ဆုံးပါတယ်။အာခေါဆွဲတို့ဆန်တဲ့စီစားချုံမုတ်ဟိုတို့ပြီးတော့ပက်ဆန်လည်းပါတယ်။တို့သူများလာလူတဲ့ပက်ဆန်ပုံငွေပေါ့စုစုပေါင်းမယ် 16ဒိန်းနဲ့ဘယ်လောက်လဲ16ဒိန်းနဲ့ကျော်တော့ပေါ့ဟိုပေါ့လူကြီးက329ဦးပေါ့အဲ့ဒီပြက်ဆန်ကပြန်ဟိုပေါ့ပြန်မျှရတော့ပေါ့အဲတယောက်9000နဲ့24ကျပြတယ်ဆက်ပြင်းတော့ဝင်ချက်ချက်တော့လာတော့ပါတို့ကပြက်ဆန်လာလူတော့တယ်ဒါပေမဲ့ပြက်ဆန်ကအာတို့ကပြောပြောထားတယ်ပေါ့ပြက်ဆန်မရောက်ဘူးဗျမတွေ့ဘူးဗျ နေရပြတ်မဲ့ဒုက္ခသည်တွေကိုလူတန်းထားတဲ့ပစ္စည်းတွေနဲ့ငွေသားတွေကိုခွဲပေးဖို့မြို့နယ်အုပ်ချုပ်ရေးမှူးကစေဘေးဒုက္ခသည်ကူညီကော်မတီကိုမနေ့ကခေါ်ယူပြောကြားခဲ့ပါတယ်။မြို့နယ်အုပ်ချုပ်ရေးမှူးကကျွန်တော်ဗာခေါ်ပြောတယ်ဆိုတော့လက်ကျန်ပစ္စည်းလက်ကျန်ငွေမနေ့ကကျွန်တော်တို့ခမရတို့ပြောတာအဲခွဲဆရာရှိတာခွဲပေးလိုက်ပါ။ဘုန်းကြီးเจ้าမှလည်းလာနေတဲ့အတွက်ကြောင့်ဘုန်းကြီးပစ္စည်းလည်းချုံချုံတာဟာလေ ဘုန်းကြီးကိုလည်းလှူစရာရှိတယ်လှူလိုက်ပါခင်ဗျားတို့ကော်မတီတွေအနေနဲ့ဆုံးဖြတ်ပြီးတော့မလုပ်လိုက်ပါလို့သူကကျွန်တော်တို့ပြောတာပြီးတော့ပြည်နယ်ဝင်းကြီးချုပ်ပေးတဲ့သိန်းတရာကိုလည်းသူကအဲ့ဒါတော့မြို့နယ်ရမုံငွေအဖြစ်ထောင်းမယ်မြို့နယ်မှာဟိုဟိုမီးပေးတွေရေပေးတွေဘာညာကုတ်ကဖြစ်ပေါ်လာလို့ရှိရင်ပေးစရာပတ်စံမရှိဘူးအဲ့ဒါခင်ဗျားတို့ခေါ်ပြောပြတာဝင်းကြီးချုပ်ပေးတဲ့ခွင့်သိန်းတရာကိုကျွန်တော်ပြောတာကိုယ့်ရဲ့နေ့တော့ကအခမ်းအနားနဲ့ပေးတယ် စစ်ပေးရှောင်ကိုပေးပါလို့ဒီလိုအစီအစဉ်ရှိတယ်အခုမြန်နယ်အချုပ်အမူတို့မြန်နယ်တခုပြုကောင်းနေတာသူတို့ခက်ခဲသူတို့ပြောပြတာပေါ့နော်ဘာပြောလဲဆိုတော့ဒီလိုစစ်ပေးရှောင်အခုမှဒီဘောမျိုးကပရမအကျင်ဖြစ်ပေါ်လာတာနောက်နောက်ရာမုံငွေတွေလိုအပ်ခဲ့ရင်ကျွန်တော်တို့သုံးဆွဲနေအောင်ကျွန်တော်တို့ဒီလိုဗန်မှာဖွင့်ထားတယ်လို့ဒီလိုတော့ပြောတယ်။နောက်ကိုအလားတူဖြစ်စင်တွေဖြစ်ရင်ကူညီနိုင်အောင် ဘာမှအနှံထားတယ်လို့မြို့နယ်အထောက်အကူပြုကော်မတီဥက္ကရာကပြောပါတယ်ဒီဥစ္စာကကျွန်တော်တို့ကပြပပတ်လေမှလည်းကြားနေနောင်မဖြစ်ဘူးလည်းမပြောနိုင်ဘူးကျွန်တော်မြို့နယ်မှာပေါ့လေဘာမှဟိုဖမ်းမရှိတဲ့အတွက်ဒါကိုလူကြီးတွေကခွင့်ပြုခဲ့ရင်ကျွန်တော်တို့ကဘာမှာထားကော်မတီလေးနဲ့ဖွဲ့ပြီးတော့ဘာမှာထားမယ်ဒီစစ်ရှောင်တင်မှမဟုတ်ဘောဗျာတကယ်လို့ဘာဝဘေးအန်တီရဲ့တစ်ခုဖြစ်လာရင်လဲ သုံးခွင့်ရရင်ကျွန်တော်တို့သုံးမယ်ဆိုတဲ့သဘောမျိုးလေးတော့ကျွန်တော်ရှိတယ်။သို့သောဝင်းရုပ်ခီးစဉ်ကဒီနေရွာဝဲပေးပါဆိုရင်လည်းကျွန်တော်တို့ပေးဖို့အရန်သင့်ပါပဲဗျ။ရှမ်းပြည်နယ်ဝင်းကြီးကျွရဲ့ရှမ်းပြည်နယ်မြောက်ပိုင်းခီးစဉ်မှာကြောင်မဲမြို့ကဒုက္ခသည်တွေအတွက်ငွေကျပ်390နဲ့ဒီဘောမြို့ကဒုက္ခသည်စခန်းတစ်ခုအတွက်ငွေကျပ်300ကိုလူဒန်းခဲ့တာဖြစ်ပါတယ်။ဒီကိစ္စအတွက် RFA ကဒီဘောမြို့နယ်အုပ်ချုပ်ရေးမှူးဦးညွန့်လိုင်ကိုတွားရောက်မေးမြန်းလာမှာတော့အလုံများနေတဲ့အတွက်တွေးဆောင်နိုင်ခြင်းမရှိကြောင်းသာပြောပါရခင်ဗျာ။